မင်္ဂလာပါရှင်ကျမကတော့အိမ်ချူမေပါအဝေးရောက် ARR သင်း OIA ကနှစ်စဉ်ကျင်းပပြုလုပ်တဲ့ကမ္ဘာညဉ့်ညဉ့်ရေးနိုဘယ်ဆုရှင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်စူပေါင်းသွေးလူပွဲကိုဒီကနေ့ဇွန်လ19ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်အဝေးရောက် ARR သင်း OIA ဟာဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုမဲဆောက်မှာနှစ်စဉ်အခုလိုစူပေါင်းသွေးလူတန်းပွဲကျင်းပပြုလုပ်လို့ရှိပြီးအဖွဲ့ရဲ့နှစ်60ပြည့်ကလေးကပြုလုပ်လာခဲ့တာဟာယခုအချိန်နဲ့ဆို20ကြိမ်ရှိပြီဖြစ်တယ်လို့သိရပါတယ် အခုနေ့ဟာပုံမော်အိဗယ်ရှိပြီးထူးခြားပါတယ်လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်တဲ့နှစ်ဖြစ်ပြီးအခုလိုအသက်ကယ်တဲ့လှုပ်ရှားမှုလှုပ်ဆောင်ခြင်းဟာငြိမ်းချမ်းရေးနဲ့လူသားချင်းစာနာထောက်ထားမှုပေါ့သူမရဲ့မယိမ့်မယိုင်တဲ့ဂရုကဝတ်ကိုဂုဏ်ပြုလိုတာအကြောင်းဖြစ်တယ်လို့အဝေးရောက် AR တင်း OIA အဖွဲ့ကဆိုပါရဲ့ယခုနှစ်သွေးလူရန်ပွဲမှာသွေးလာရလူရန်သူတရားကြောပါဝင်လူရန်ခဲ့ကြပြီးအခုပွဲဟာဒေါအောင်ဆန်းစုကြည်ရဲ့အမွေအနှစ်ကိုဂုဏ်ပြုရုံသာမကား ထိုင်းနဲ့မြန်မာအတိုင်းဝိုင်းများကြားခွားဖြစ်စေတဲ့စီလောင်မှုတနာကျင်နာမှုနဲ့အပြန်အလှန်နားလည်မှုတို့ရဲ့တင်ကေတလည်းဖြစ်တယ်လို့ဆိုပါရယ်ဒီနေ့ကတော့ဟိုဟာကျွန်တော်တို့နိုင်ငံရဲ့အာနိုင်ငံကောင်းဆောင်ဆိုလဲဟုတ်တယ်အာနောက်တစ်ခုကကမ္ဘာညင်းကြမ်းရေးလိုပဲစုချင်ဒေါန်ဆန်းစုကြည်ရဲ့နှစ်ချက်ဆက်ပြီးဝင်းနေပေါ့နော်အာအဲ့ဒါရယ်နောက်တစ်ပြိုင်တည်းမှာဒီကာလမှာကျွန်တော်တို့နိုင်ငံရဲ့အခက်အခဲအကျက်တဲနေကြောင်းအာဒီနိုင်ငံမှာလာပြီးတော့အာအလုပ်လုပ်ကန်နေကြတဲ့ဗမာပြည်သားတွေ လာပြီးတိတ်ချောင်နေကြတဲ့ဒီတဲ့ဗမာပြည်သားတွေရှိတယ်ပေါ့နော်။အာသူတို့ရဲ့ကျမ်းမာရေးကိစ္စတွေဒီမဲဆောက်စေယုံကြီးကအာကိုညီထောက်ပံ့ပေးနေတာရှိတယ်။ကျွန်တော်တို့အဲ့ဒါတွေကိုပြန်ပြီးကျိုးသွီးတုံးပြန်တော့အာဖြစ်ပေါ့နော်။အမွေစုရဲ့မွေးနေ့နဲ့တိုက်ပြီးတော့အာစုပေါင်းကျူးလူပွဲလုပ်ဖြစ်တာ။မေစုမွေးနေ့မှာမေစုကျမ်းမာပါစေလို့ စာနာပြုရင်းနဲ့လေဒီခက်ခဲနေတဲ့သူတွေခက်ခဲနေတဲ့လူတွေတွေလည်းတွေးကြည့်ပေးတာပါအမေစုတန်းတန်းမာမာနဲ့အချုံနောက်မှမတရားချုံနောက်ခံရခြင်းမှအမြင့်ဆုံးလို့မြောက်ပါစေလို့ဆုတောင်းပေးပါတယ်ကိုတွေက သွေးကိုတကယ်ထုတ်ပေးလိုက်ရတဲ့အတိုင်းပဲအမေစုလည်းအဲထပ်ပြီးရပြီးတော့တန်းတန်းမမရှိနေပါစေလို့ပဲဆုတောင်းပေးပါတယ်။အာကျွန်တော်တို့တွေတော့ဆန်းစစ်ကြည့်မွေးနေ့အတွက်အခုလိုကျွန်တော်တို့အပါဝင်နိုင်ငံတကာမှာရောက်နေတဲ့သူတွေအာနိုင်ငံတွဲမှာရောနိုင်ငံပြင်ပမှာရောကျွန်တော်တို့လွတ်မြောက်နေမိဒီမှာရောအာမွေးနေ့ပွဲကိုကျွန်တော်တို့နိုင်တဲ့လောက်အာလောက်ကြတယ်ဆိုတာကတော့ဆန်းစစ်ကြည့်ရဲ့အခမ်းကဏ္ဍဒီဗမာပြည်မှာအရေးကြီးနေစေဖြစ်တယ်။နော် အာစစ်ကောင်စီတွေစစ်တိုင်းဝိုင်းတွေဘလို့ပဲဒေါန်ဆန်းစုကြည်ပေါ်မှာဝါဒတွေဖြတ်ပြီးတော့ဘလို့ပဲပရိုပဂန်ဒါတွေလုပ်နေပေမဲ့ဒေါန်ဆန်းစုကြည်ပေါ်မှာလူလူရဲ့ယုံကြည်မှုကကျဆင်းမသွားသေးဘူးဆိုတာပြချင်တယ်လို့တစ်ဖက်မှာလည်းအာကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိစ္စကိုအာလောက်ကြတော့မယ်ဒီ state holder တွေပဲဖြစ်ဖြစ်ကျွန်တော်တို့အခုပြောနေတဲ့ afra ကိစ္စတွေမှာပဲဖြစ်ဖြစ်ဖွဲ့စည်းပုံကိစ္စတွေမှာဖြစ်ဖြစ်နိုင်ငံကိုအာပြန်လည်ပြုပြင်အာတည်ဆောက်ရေးမှာပဲဖြစ်ဖြစ်အာဒေါန်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍအာရှိနေသေးတယ်ဆိုတဲ့ dream message ကိုပြည်သူတွေကပေးလိုက်တာ ဒီကတော့မေဆုကြောင်းပေါ့ဗျာဒီကမေဆုကြောင်းဒီတွေးလူတဲ့အလုပ်ကိုလုပ်ဖြစ်တာပေါ့အခုလူတန်းရတဲ့ကုသိုလ်ကြောင်းပေါ့နော်မြန်မာနိုင်ငံအများဆုံးအေဂျင့်စီခြင်းတယ်မြန်မာနိုင်ငံမအေဂျင့်တဲ့အတွက်အမေဆုခံစားနေရတဲ့ဒုက္ခတွေလည်းအများဆုံးအေဂျင့်စီခြင်းတယ်အမေအများဆုံးအခုချိန်မှာကြုံနေရတဲ့အခက်အခဲတွေကနေအမေအများဆုံးလွတ်မြောက်ပါစေလို့ကိုလေးစားချစ်ခင်ရတဲ့ပုဂ္ဂိုလ်ကအမေဆုကပေါ့အဲ့လိုအရင်လေးစားရတဲ့ပုဂ္ဂိုလ်ပြီးလို့ရှိလို့ရှိရင်ပေါ့ ကျမတို့ရဲ့ဟိုဘောကောင်းဆောင်ပေါ့ဒီအချို့အနောက်ကလည်းအမြန်ဆုံးလွတ်မြောက်စေချင်တယ်ဗျတော့အသက်လည်းအရင်ကြီးဆိုတော့ကျွန်တော်တို့မေစုမွေးနေ့ကိုလောက်လာတာ22နှစ်ရှိသွားပြီကျွန်တော်တို့နှစ်60ပြည့်မွေးနေ့တွေကကျွန်တော်တို့လောက်လာတာပေါ့နော်အဲအဲ့ဒီတော့ကျွန်တော်တို့ဒီမှာရှိနေတဲ့အစုအဖွဲ့တွေရှိတယ်တချို့ အင်အားကြီးအဖွဲ့အစည်းနဲ့ကျွန်တော်တို့ကပေါင်းလုပ်တာပေါ့အာနောက်ပိုင်းမှာဒီ2010လောက်ဆိုတဲ့အခင်းကျင်းတွေမှာတချို့အဖွဲ့အစည်းပြန်သွားတဲ့အချိန်တွေမှာတော့အာကျွန်တော်တို့ OIN ကတော့ဆက်ပြီးတော့အာလုပ်နေခဲ့တယ်ပေါ့အာဒါပေမဲ့တခုတော့ရှိတယ်တောင်ဆန်းစုကြည်နိုင်ငံတော့အတိုင်းအမြန်ဖြစ်တဲ့အချိန်မှာတော့ကျွန်တော်တို့ပြည်ပြင်းနဲ့မှာပွင့်နေတဲ့ချင်းချင်းတွေကျင်းပတယ်လို့ကြောင့်မကျွန်တော်တို့မလုပ်ဖြစ်ကျန်တဲ့အချိန်တွေအားလုံးအာကျွန်တော်တို့ဒီနေ့အချိန်ကြီးအာလုပ်ဖြစ်တယ်ပေါ့နော်ဒါကတောင်ဆန်းစုကြည်ပွင့်နေတဲ့ပတ်သက်ပြီးတော့အာနောက်တစ်ပိုင်းကတော့ကျွန်တော်တို့ဒီနေ့ထူးခြားတယ်ဆိုတာက အခု2021အာနောက်ပိုင်းမှာကျွန်တော်တို့ဒီဘက်ထဲကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေရောက်လာတာပိုများလာတယ်။အာအထူးသဖြင့်ဆိုဒီနေ့ဆိုလို့ရှိရင်အာဗမာပြည်သားတွေပို့ပြီးတော့မဲဆောက်မှာပို့ပြီးတော့ရှိနေတယ်။အာပြီးတော့တချို့အခု e-bike ကိစ္စတွေပဲပြပြအာကျွန်တော်တို့ရောက်နေတဲ့အပေါ်မှာတချို့ဒေသခံ အာခိုင်းလူမျိုးတချို့မှာပဲပြပြစိတ်နှောက်ယှက်လေးတွေဖြစ်ရတာလေးတွေကျွန်တော်တို့ကြားရတယ်ဆိုတော့အခါကျတော့အခုလိုမျိုးမေဆောက်စေးစေယုံကြီးမှာတွေးလူတဲ့ဥစ္စာကဒေါက်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်တယ်လို့ထိုင်းမြန်မာရှိကြည်အတွက်လည်းဖြစ်တယ်မြန်မာတွေကိုကူညီဆောင်ချောက်ပေးတဲ့ထိုင်းတန်ဝမ်းကိုတစုံတရာပြန်ပြီးကြိုးစည်းတုံ့ပြန်တာလည်းဖြစ်တယ်ဆိုတော့တချို့စိတ်အနှောက်ယှက်လေးတွေပြပါစီတော့ဗောအာအဲ့ဒါလေးတွေလည်းပါတယ်ဗောနော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ပို့ပြီးတော့ဒီနေ့ကတော့ထူးထူးခြားခြားပို့လို့ဖြစ်တာအခုကျွန်တော်ရှင်နေဟိုလောက်ရှိပြီ10နိုင်ဝင်းကျင်တော့ဖြစ်ပြီးခြင်းနေအာ IT ကိုတရားကျော်သွားပြီဗျာတရားကျော်သွားပြီကျွန်တော်တို့မှန်တာ တော့150နဲ့200ကျားတော့မှန်းထားတယ်ပေါ့နော်အခုထိတော့လူ100ကျော်သွားပြီဟုတ်